ပစံပဲနှပြလေးတွေပေါ်တော့ချမောင်ကျော်လေးကြော်စားမယ်ပေါ့နော်။ Hello အားလုံးဝင်လာပါရှင်။ဒီနေ့ကတော့ချမောင်ကိုပစံလေးနဲ့ကြော်စားပါမယ်ရှင်။ ချက်မောင်ကိုတန်ရှင်းစင်ကြင်အောင်စီကြောထားပါမယ်ပြီးွားရင်ပစုံကိုလည်းတန်ရှင်းစင်ကြင်အောင်စီကြောထားပါမယ်ရှင်မြက်လေးတွေကိုလည်းရည်စိမ်ထားလိုက်မယ်ပေါ့နော်ပစုံကိုရတာနေဖို့အတွက်ချိုမုံစာငရုတ်ကောင်းမုံဆင်းရွှဲမုံနဲ့ငပြားရည်တို့ထည့်ပြီးရတာရည်နှက်ဆက်တော့အောင်တည်တည်ချာချာလေးနေထားလိုက်ပါမယ်ငရုတ်သီးစိမ်းလေးတွေလည်းထည့်မှဖြစ်တဲ့အတွက်ငရုတ်သီးစိမ်းမျိုးတွေကိုလည်းချွေထားလိုက်ပါမယ်ရှင်ဒါမြင်ငပိလေးကိုလည်းအရေးဖြော်ထားလိုက်မယ်ပေါ့နော်အရင်ဆုံးချမောင်ကိုကျမတို့ရေလေးအနည်းငယ်လေးနဲ့ပြုတ်ထားလိုက်ပါမယ်ရှင် ချက်မောင်ပြောပြပြီဆိုရင်တော့စကားလေးနဲ့ရေးစစ်ထားလိုက်ပါမယ်ရှင်။ချက်မောင်ကိုရေးစစ်ထားတော့မှာပဲကြော်ဖို့အတွက်ကိုပြင်ဆင်ပါမယ်ရှင်။အဲစီသေးကိုစစ်တော်နေလေးထည့်ပါမယ်။စစ်တော်နေထည့်ပြီးသွားပြီဆိုရင်တော့ခုနကရတာတွေနေထားတဲ့ပစုံလေးပါတခါရဲထည့်လိုက်ပါမယ်ရှင်။ပြီးသွားရင်ယူသည့်ခွဲချက်မှုန်လေးထည့်လိုက်ပါမယ်ရှင်။ပြွာရင်ပစုံကိုကျမတို့ကြက်သွားတဲ့အနေထားလောက်ထိကိုပေါ့နော်ကြော်သွားပြီးလိုက်ပါမယ်ရှင်။ ညသည်ခွဲချမ်းမှုလဲအနမ်းပြောက်ပြီးတော့ပစွန်လေးလဲကြက်တဲ့အနေထားလောက်ရောက်ပြီဆိုလို့ရှိရင်တော့မြစ်တီထဲလိုက်ပါမယ်ရှင်။ညသည်စိမ့်မှတခါတည်းရောထဲလိုက်မယ်ပေါ့နော်။မြစ်နဲ့ညသည်စိမ့်ထဲပြီးသွားပြီဆိုရင်တော့ပါဝင်ပစ္စည်းတွေအားလုံးရောသမားသွားအောင်တည်တည်ချာချာလေးမွေးသွားပြီးတော့ချက်သွားပြလိုက်ပါမယ်ရှင်။ကြော်သွားပြလိုက်မယ်ပေါ့နော်။အားလုံးပါဝင်ပစ္စည်းတွေရောသမားသွားအောင်တည်တည်ချာချာလေးမွေးပြီးတော့ကြော်သွားပြလိုက်ပါမယ်ရှင်။ ဒီချမောင်ကျော်လေးရာလေးကျွန်တော်တို့ထမင်းဖြူလေးနဲ့ဆိုင်အရန်ကိုမှဆားလို့ကောင်းပါတယ်ရှင်။တခြားဟင်းနေတော့မှမလို့ဘောနော်ချမောင်ကျော်နဲ့ထမင်းဖြူလေးနဲ့ဆိုရင်အရန်ကိုမှလိုက်ဖက်ပြီးအရန်ကိုမှဆားလို့ကောင်းပါတယ်ရှင်။ပစွန်နဲ့မဟုတ်လဲကျွန်တော်ပစွန်ချောက်ကလေးနဲ့ကျော်လေးအရန်ဆားကောင်းတယ်ပေါ့နော်။ပစွန်သေးသေးလေးတွေနဲ့ကျော်စားလေးအရန်ကိုမှရတာရှိပြီးဆားလို့ကောင်းပါတယ်ရှင်။အပောင်ပစ္စည်းတွေအားလုံးရောသွားတော့အောင်တိတိကျကျလေးမှွေပြီးပြီဆိုလို့ရှိရင်တော့ကျမတို့ခုနအေးဖြော်ထားတဲ့ညင်ငပိရေလေးကိုထည့်လိုက်ပါမယ်ရှင်။ ချမောင်ကျော်လို့ရှိရင်မြင်ငပီးရမှာပါမဖြစ်ပဲပေါ့နော်မြင်ငပီးပါတဲ့ခါကျရင်ကျမတို့ချမောင်ရဲ့အချင်းတက်ကလေးကယော့စီပါတယ်ရှင်ပြီးတော့မြင်ငပီးပါတဲ့အတွက်ကြောင့်လည်းဒီချမောင်ကျော်လေးကအရန်ကိုမှမွေပြီးစားလို့အရန်ကိုမှကောင်းပါတယ်ရှင်မြင်ငပီးဖြော်ထားတဲ့ပကံလေးတွေကိုကျမတို့ရှည်လေးနင်းငယ်ကျင်းပြီးတော့ထပ်ထည့်လိုက်ပါတယ်ရှင်ပြေးသွားရင်ရာသာနေနဲ့ချုံမုံနဲ့ငံပြားရည်လေးထည့်ပေးလိုက်ပါမယ်ရှင်။ရာသာတွေအားလုံးကြောသမသွားအောင်တည်တည်ချာချာလေးမှုေးသွားပေးလိုက်ပါမယ်ရှင်။ ကျမတို့ချမောင်လေးကလည်းရေလုံးဝစစ်တဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့တခါတည်းထဲကြော်လိုက်တော့ပါမယ်ရှင်။အမှန်တကယ်ဆိုလို့ရှိရင်ကျမတို့ချမောင်ကိုရေစစ်ထားတဲ့အချိန်မှာချမောင်လေးတွေကိုခွဲထားရမှာပေါ့နော်။ကျမတို့မိပြီးတော့မခွဲမိပဲတဲ့ခါကျတော့လေချမောင်ကလုံးနေပါတယ်။လုံးနေတဲ့ခါကျတော့ကျမတို့ပြန်ဖြန့်ရပါတယ်ရှင်။အဲ့တော့မိမိကချမောင်ကိုရေစစ်တဲ့အချိန်မှာချမောင်လေးတွေကိုခွဲထားရပါမယ်ရှင်။နည်းနည်းလိုက်ဖြန့်ထားရမယ်ပေါ့နော်။မဟုတ်လို့ရှိရင်ကြော်တဲ့ခါကျရင်လိုက်ပြီးတော့ဖြန့်ရပါတယ်ရှင်။ ချက်မောင်ကျော်လေးကိုရေလုံးဝခံတဲ့အထိကြော်ပြီးပြီဆိုရင်တော့ရမ်းရတာရှိပြီစားလို့အရန်ကောင်မကောင်းလဲချက်မောင်ကျော်လေးတစ်ခွက်ကတော့ရသွားပါပြီရှင်။သမင်းဖြူလေးနဲ့ဒရက်ဆာရင်တော့အလိုက်ဖတ်ဆုံးပါနော်။ကျမရဲ့ဗီဒီယိုလေးတွေကိုစုံလေးကြည့်ရှုပေးကြတဲ့တကူတယောက်ဆန်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ဒီချမောင်ကျော်နီးလီယာအရင်လွယ်ကူတာမို့လို့ကျမရဲ့ဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ မရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုပါရစေเนาะနောက်ထပ်ဖလော်ရီမှာပြန်တွေ့ပါမယ်ရှင်အားလုံးပဲဘိုင်ဘိုင်